ရော်ရီတိုင်းလဘုတာခရိုင်မော်လမြိုင်ကျွန်းမြို့နယ်ဖိုးတာရီကျေးရွာအုပ်စုမှာစစ်မှုထမ်းဖို့လိုက်သွားသူတူကရှေ့တန်းမှာကြီထိမှန်ပြီးတော့ဗိုက်ပေါက်သွားလို့ဒေသခံတွေစီကစေကူတစီရိတ်ထက်မှန်တောင်းခံနေတယ်လို့သိရပါဗျ။စစ်မှုရန်ပတ်စဉ်၃တွက်ဖိုးတာရီကျေးရွာအုပ်စုကငွေကျပ်340ယူပြီးတော့စစ်မှုထမ်းဖို့သဘောတူလိုက်ပါသွားခဲ့တဲ့အဲ့ဒီတပ်သားတင်ဟာရှေ့တန်းမှာဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ၎င်းကိုအရေးပေါ်ဈေးကူတာဖို့အတွက်ကြေးရွာအတွင်းကတိန်တောင်ကိုငွေ၄000ကျပ်နှုန်းနဲ့အတင်းအာတမကောက်ယူနေတယ်လို့ဒေသခံတွေစီကသိရပါဗျ။အာတမစူဆောင်းခံရတဲ့သူမဟုတ်ဘူး။ပစံယူပြီးလိုက်သွားတာရှည်ရမဒံရရတာစစ်တပ်ကပဲကူရမှာပေါ့။ဘာဖြစ်လို့ဒေသခံတွေစီကပစံတောင်းရတာလဲလက်မခံဘူးလို့မော်လမြိုင်ကျွန်းဒေသခံတူက ARD Times ကိုပြောပါဗျ။ အဲ့ဒီတပ်သားတင်ဟာစစ်မှုရန်လိုက်သွားဖို့အတွက်လိုလိုလားလားစည်ရင်ပေးသွင်းခဲ့ပြီးငွေကျပ်340ပါယူဆောင်ခဲ့တဲ့အတွက်ဒဏ်ရာရလာတာကိုစေကူတာစီထက်မှန်ပေးဖို့တောင်းခံတာကိုဒေသခံတွေကခြေနဲ့ချင်းမရှိဘူးလို့သိရပါဗါတယ်။အဲ့ဒီတပ်သားတင်ဟာအခချင်းငွေယူပြီးမိမိသဘောလျောက်စစ်တပ်ထဲလိုက်သွားတဲ့အတွက်စေကူတာရမှာလဲစေကောင်စီကတာဝန်ရှိနေပြီး၎င်းစေကူတာဖို့ငွေကြေးကောက်ခံတာဟာလုံထုံးလုံနည်းနဲ့မညီဘူးလို့ဒေသခံတွေကထောက်ပြပြောဆိုပါဗါတယ်။ စစ်ကောင်စီကစစ်မှုရန်တင်နန်းသားတစ်တွေကိုရှေ့တန်းကိုပို့ဆောင်နေပြီးဒဏ်ရာရသူတွေနဲ့အစုလိုက်ထွက်ပြေးမှုတွေရှိနေတယ်လို့လည်းသိရပါဗျ လက်တလုံးမှာစစ်ကောင်စီရဲ့စစ်မှုရန်ပတ်စဉ်၁၄အထိရောင်းရှိလာပြီဖြစ်ပြီးပြီးခဲ့တဲ့ရက်ပိုင်းတွင်ကစစ်မှုရန်မတ်စဉ်၁၁ကိုတင်နန်းဆင်ပေးခဲ့တယ်လို့သိရပါတယ်။အယောင်ရီတိုင်းတွင်ရေကြီးတာပေါင်းအင်ကပူလေးမျက်နာတို့မှစစ်ကောင်စီနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေတိုင်ပွဲတွေပြင်းထန်နေပြီးရေကြီးအမြောက်တပ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကြုံမျော်ဘက်ကိုထွက်ပြေးနေရတယ်လို့ဒေသခံတွေကသိရပါတယ်။